အနာစွာစဉ်းစားတွေးခေါ်ခြင်းအတက်ပညာ the art of strategic thinking certain things important စိတ်အားထက်သန်စွာနဲ့စကားစာပါမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အားလုံးဟာဘဝပန်းချီကိုကိုယ်တိုင်ရေးဆွဲခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကဖြူဟာကြအနာစွာစဉ်းစားတွေးခေါ်ခြင်းအတက်ပညာအကြောင်းဆွေးနွေးကြမှာပါလောကကြီးကို ကြည့်လိုက်ပါ လူအများစုဟာ ဘလို့နေထိုင်နေကြလဲခတဲ့ခနစိတ်လိုလိုက်ရဖြစ်မှုလေရဲ့နောက်ကို လိုက်နေကြတယ်ချက်ချင်းပြီးမြောက်ခြင်းစိတ်ကိုပဲဦးစားပေးနေကြတယ်ပတ်ဝန်းကျင်အခြေအနေတွေရဲ့ရည်စည်းအတိုင်းမျောပါရင်နဲ့အရေးကအကြအတဲတွေကိုတုံ့ပြန်ရရင်လည်းပဲအချိန်ကုန်နေကြတယ်ဒါပေမဲ့မေးစရာရှိလာပါတယ်အောင်မြင်မှုဆိုတာအပင်မှန်းစွာစူးစမ်းသူစီမှာ ရှိတာလားမဟုတ်ပါဘူး အောင်မြင်မှုဟာဉာဏ်အပညာအရှိဆုံးစဉ်းစားတွေးခေါ်သူစီမှာရှိနေတာပါဖြူဟာကျမ်းနာစွာ တွေးတော်ခြင်းရဲ့အနိတာရကပါလေပိုပြီးဉာဏ်ကောင်းအောင်စူးစမ်းတာထက် ပိုပြီးရှင်းလင်းတွေးတော်ရောပါပဲဘဝရဲ့ကံကြမ္မာကို ကိုယ်တိုင်ပိုင်ဆိုးခြင်းပါဒလားလုပ်ငန်းခွင် လူမှုဆက်ဆံရေးနဲ့ဘဝမှာအွန်ပွဲခံခြင်းပါဒလားဒါဆိုရင်ကျွန်တော်တို့စိတ်ကံစားမှုနဲ့တုံ့ပြန်မှုကို ရပ်ပြီး ရည်ရွယ်ချက်ရှိလေတုံ့ပြန်မှုနဲ့အစားထိုးရပါမယ်။ရှေ့အဆင့်ပေါင်းများစွာကြိုတွေးကတ်တဲ့ဗျူဟာပညာရှင်ဖြစ်တာကိုပြောင်းလဲပြေရပါမယ်။အပိုင်း၁ဗျူဟာမြောက်စိတ်နေတဲ့ဘောတာတုံ့ပြန်မှုမှာဖန်တီးမှုဆိုဗျူဟာကျသွေးတော်ချင်းရဲ့အခြေခံကစိတ်နေတဲ့ဘောတာကိုအခြေခံကျပြောင်းလဲပြေခြင်းပဲဖြစ်ပါတယ်။စိတ်ကူးကြည့်ပါ။မုန်တိုင်းလာတဲ့အထိစောင့်ပြီးမှခိုလုံဟုတ်စ조사နေမလား။ မဟုတ်ဘူးမုံတိုင်းဘယ်ကနေစတင်လဲဆိုတာကြိုသိနေပြီလမ်းကြောင်းကိုကြိုတင်ပြင်ဆင်ထားရမယ်ဒါဟာဘျူဟာပညာရှင်ရဲ့အခြေခံစိတ်ဓာတ်ပါတင်စိတ်ခံစားမှုနဲ့မောင်းနှင်နဲ့ရွေးချယ်မှုတွေကိုတတ်ပြစ်စိတ်ခံစားမှုဆိုတာတိကျဖြတ်သားစဉ်ရအကြီးဆုံးရန်တူပါတင်ဒေါသလိုချင်တတ်မှတ်မှုဒါမှမဟုတ်စိတ်မလုံခြုံမှုစတဲ့ခံစားချက်တစ်ခုခုကိုဥဆောင်ခွင့်ပေးလိုက်တာ ਨੇ တတိထားပါတင်းဟာအမြတ်ထုတ်ခံမှုအခြေအနေပိနေသူဖြစ်သွားပါပြီဖြူဟာမြောက်တွေးတော်မှုဟာခံစားချက်နဲ့လက်ပတ်တာမဟုတ်ပါဘူးဘာနဲ့လက်ပတ်တာလဲတွေ့ချက်မှုနဲ့လက်ပတ်တာပါကျွန်တော်တို့ရဲ့ပန်ကိုကဘာလဲရှုပ်ထွေးမှုတွေကတော့တင့်တည်ငိမ်မှုကိုခါးစည်းခံရလောက်အေးစေတည်ငိမ်နဲ့စိတ်တက်ကို မွေးမြူဖို့ပါ မလေးမစလက်ခါရရင်အွန်ဟိတ်မနေပါနဲ့စောင့်ကြည့်ပါ တန်တရားဝင်ခိုင်းရရင် ရှင်းပြမနေပါနဲ့ဗျူဟာအယတားလို့နဲ့လှုပ်ရှားမှုကိုလှုပ်ဆောင်ပါလက်တွေ့အတုံးပြုတ်သုံးစကန်စီကန်တုံးပြန့်ခြင်းနဲ့စိတ်ဆန္ဒပေါ်လာခဲ့ကသုံးစကန်လောက်ရပ်နာပါဒီသုံးစကန်တွင်မှာဒီတုံးပြက်မှုကငါလိုချင်တဲ့ရလတ်ကို အထောက်အကူပြုမလားဒါမှမဟုတ်ထိခိုက်စေမလားဆိုတဲ့ရိုးရှင်းပြတ်သားတဲ့မိခုံးကို ကိုကိုကို မေးကြည့်ပါ ဒီနည်းတညာကစိတ်ခံစားမှုတန်တရားကိုဖြတ်တော့စင်ကျင်တုံညာမှုကိုနေလာပြန်ပေးလိုက်မယ်နှင်းရှင်းလင်းပြတ်သားခြင်းဟာ အင်အားပန်းကိုကိုတတ်မှိုက်ခြင်းတင်မမင်းနိုင်တဲ့ပြတ်ထက်ကို ထိအောင်ပြစ်လို့မရနိုင်ဘူးအချိန်ကြိုက်ချင်းသည့် view ဟာဖြစ်သည်တီးခန့်ခြင်းဆိုတာပုံတရားမရှိတာမဟုတ်ပါဘူးဒါဟာတကြွတဲ့လက်နက်တစ်ခုဖြစ်ပါတယ် အတိတရားနဲ့ဆောင်ဆိုင်ခြင်းဟာတီးကြတဲ့ view heart milk လောက်ရှာမှုတစ်ခုပါတခါတရံပြိုင်ပတ်ကိုသူတို့ရဲ့အရင်မြစ်တွေကိုဖြုံးတီးခွင့်ဒါမှမဟုတ်သူတို့ရဲ့ရည်ဝဲချက်တွေကိုဖော်ထုတ်ခွင့်ပေးလိုက်တာဒါအကောင်းဆုံး view ဟာဖြစ်နိုင်ပါတယ် view ဟာပညာရှင်နာအမြန်လွယ်ကူတဲ့အောင်မြင်မှုအတွက်စိတ်စံတော်ကိုနှုံနှီးစေပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာနောက်ဆုံးအကြီးမားဆုံးအောင်ပွဲစီကိုတည်ဆောက်နေတာဖြစ်လို့ပါတခါတရံမှာအောင်မြင်ဆုံး view ဟာမြောက်လှုပ်ရှားမှုဟာ မလွတ်ရှားပဲနေခြင်းဖြစ်ပါတယ်လက်တွေ့အတုံးချနီးတောစာလွှမ်းမိုးမှုအခိုက်အတန့်များကိုပေါ်ထုတ်ခြင်း80ရာခိုင်နှုန်းစီကံ Pareto Principle ဒီစီကံကိုတရားလက်က80ရာခိုင်နှုန်းကိုထုတ်ပြွန်လိုက်တဲ့ကြိုးပမ်းအားထုတ်မှု20ရာခိုင်နှုန်းများကိုပေါ်ထုတ်ပြီးသူတို့ပေါ်မှာအချိန်နဲ့အင်အားကိုနှစ်ဆတိုးမြင့်ပါအရင်မြင့်များကိုအခွင့်ကောင်းယူခြင်းဒါကငါမပါပဲဘလို့ပြီးအောင်လုပ်နိုင်လဲလို့အမြဲတမ်းမေးပါ တင်းရဲ့တက်ရောက်မှုကိုမြင့်တင်းရန်အတွက်တင်းရဲ့ connect နိပညာ AI နဲ့တခြားသူများရဲ့ကြိုးပမ်းအထောက်အမှုတွေကိုအခွင့်ကောင်းယူပါနေကုံတော့လုံးလွတ်လွတ်လပ်ပိုက်ဆိုးခြင်းစီတော့လမ်းကြောင်း view ဟာကြာနာစဉ်းစားတွေးခေါ်ခြင်းဆိုတာမွေးရပါလက်ခံပါနတ်မဟုတ်ပါဘူးဒါဟာတင်းနေစဉ်မွေးမြူတဲ့စီကံတစ်ခုဖြစ်ပါတယ်ဒါဟာလောကကြီးရဲ့ရှုပ်ထွေးပွေလီလေးကြောင့်မလွတ်မယိုင်း ဖတ်လို့မရနိုင်တယောက်မှုမရှိဘဲနေနိုင်တဲ့စွမ်းရည်ဖြစ်တဲ့လုံလွတ်လပ်လပ်ပိုင်ဆိုးခြင်းစီတော့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့အဓိကသတင်းစကားကပါလဲစိတ်ခံစားမှုတိုးဖို့ရစ်တိုအကျိုးမြတ်ကအခြေခံပြီးပွားကိုတုံပြန်ခြင်းကိုရက်ပါတင်ပတ်ဝင်းခြင်းကို ပုံဖော်ဖို့ဗျူဟာချစဉ်းစားတွေးခေါ်ပါစိတ်ခံစားမှုထိန်းချုပ်မှုကိုကြွမ်းကျင်မင်းရေရှည်ကြီးမှန်းချက်ကိုဦးစားပေးမင်း အချက်လက်ကိုအခွင့်ကောင်းယူမင်းနဲ့စီကန်းရှိတဲ့လူမြန်မှုနဲ့အကောင့်ထဲအဖို့မင်းဖြစ်တင်းဟာမတေချာမှုတွေကိုအစွမ်းထက်တဲ့အားသားချက်တစ်ခုဖြစ်ပြောင်းလဲပြစ်နိုင်ပါတယ်တင်းဟာအသက်ရှင်ယုံတသက်နေဟုဒီနေရာကိုရောက်လာတာမဟုတ်ပါဘူးတင်းဟာတိတ်ဆိတ်မှုတိကျမှုနဲ့လွှမ်းမိုးမှုတွေဖြင့်ဖန်တီးဖို့ကြိုတင်ခံမှန်းဖို့နဲ့အောင်ပွဲခံဖို့ရောက်လာတာဖြစ်ပါတယ်ရှေ့ကိုကြိုသွေးရဲ့သူတွေကပဲလောကကြီးကိုပုံဖော်နေပါတယ်တင်းရဲ့လှူရှားမှုက अखू वैसा देने वावी